မိန်ကလေးတွေလေအသက်ကွဲတာကို အမြန်ဆုံးဖြေဖြောက်တဲ့နည်းရှိတယ်အဲ့ဒါကိုပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ရအသက်ကွဲတာအမြန်ဆုံးဖြေဖြောက်တဲ့နည်းရှိတဲ့အတွက်ကြောင့်ကိုယ့်ပေါ်မှာမကောင်းတဲ့ယောက်ျားလေးတွေကိုကိုမကျင်နာဂယုမဆိုင်ကိုအရာအလုံးတိခန့်နေတာမျိုးကိုပေါ်မှာအကျိန်ပေါင်းများစွာ စော်ကားတယ်နှိပ်စက်တယ်ကိုယ့်ပေါ်မှာမကျင်နာဘူးဂယူးမဆိုင်ဘူးကိုယ့်ကိုတံပိုးမထားတဲ့ယောက်ျားဆိုလို့ရှိရင်စွန့်လွတ်လိုက်ပါအမြန်ဆုံးစွန့်လွတ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးစွန့်လွတ်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ပေါ်မှာမကောင်းတဲ့ယောက်ျားနဲ့ပဲကြုံလာရရဲဆိုလို့ရှိရင်အဲ့ယောက်ျားကို तू ချစ်နေတော့ကတော့ तू ကအဲ့ယောက်ျားကို तू လုံးဝ စွန့်လွတ်ချင်မှာမဟုတ်ဘူးဒီယောက်ျားမမရရင် तू တေရပါလိမ့်မယ်ဒီကြောင့်ဒီယောက်ျားမမရှိလို့ရှိရင် तू ဘွားရမပြည့်စုံပါဘူးဒီယောက်ျားမဒီယောက်ျားလို့ तू တွေးနေတာမှားတယ်နော်လူဆိုတာဒီအချက်နဲ့မရှိလို့ဒီအချက်ကွဲသွားလို့နောက်တစ်ယောက်ပေါ်လာရင်နောက်တစ်ယောက်ကိုချစ်တယ်သိလားနောက်တစ်ယောက်ပေါ်လာရင်လည်းနောက်တစ်ယောက်ကိုချစ်တယ်အခုဒီတယောက်ရှိနေတန်းလမ်းမှာသူ့ကိုပဲအရန်ချစ်နေရဲဆိုတာဟုတ်တယ်သူနဲ့ရှိနေတော့သူ့ချစ်တာပေါ့သူထားသွားပြီသူကကိုယ်မပတ်သက်ပါဘူးဆိုတဲ့ဟာကိုဘာဖြစ်လို့ နေမှမရှိငါတည်ရပါလိမ့်မယ်နေရမှမရှိရင်ငါဘွားကြီးကမပြည့်စုံပါဘူးအတင်းဆွဲမကင်နဲ့နော်အဲ့ဒါလေးကိုကိုမချစ်တဲ့သူကိုကိုတမူမထမ်းသူဆွဲကင်တာလဲကိုကအကြိမ်ကြိမ်ခံစားရမှာပဲအကြိမ်ကြိမ်ကိုဘွားကြီးကသွားမှာပဲနော်နော်ရှင်တို့ဆွဲကြိုင်လာလို့သူကပြန်ပြီးတော့မှကိုယ့်ဘက်ကိုလဲလာလဲအလုံးစုံတလကိုယ့်ကိုစိတ်မရှိတဲ့သူကိုယ့်ပေါ်မှာရင်ထဲကတမိုးမထားတဲ့သူကဘလို့ပဲချုပ်ကြိုင်ချုပ်ကြိုင်ဘယ်ဝမ်းဆွဲကြိုင်ဆွဲကြိုင် တမိုးထားမှာမဟုတ်ဘူး ဲ့ဒါကြောင့်မကောင်းတဲ့သူကိုလွတ်ချခဲ့ပါလွတ်ချပြီးသွားပြီဆိုလို့ရှိရင် နောက်တစ်ယောက်ကိုရှာနောက်တစ်ယောက်ကိုရှာချက်ချင်းရှာသိလားဘာမှမေတ္တာတရားတွေချက်တာတွေပါလေဟိုသူနဲ့ပြတ်သွားပြီးတော့မှချက်ချင်းချက်ချင်းနောက်တစ်ယောက်ရှာလိုက်ရင်ကောင်းပါမလားနောက်ချက်ယောက်တွဲလိုက်ရင်ကောင်းပါမလားဆိုတာမျိုးသူတော်မှကိုနဲ့ရှိနေရင်တန်လန်ထဲမှာအချိန်ချင်းဖောက်ပြန်နေတယ်လေကိုကသူနဲ့ကွဲပြီးတော့မှနောက်တစ်ယောက်ရှာတာအဲ့ဒါဟိုမှငါမကောင်းပါဘူးသူနဲ့ပြက်ပြက်ချင်းချင်း ငါကတော့နောက်တယောက်မထားဘဲနဲ့နေမယ်သူ့ကိုဘယ်လောက်ချစ်ကြောင်းသက်သေပြမယ်ဆိုတာမစင်စားနဲ့တိလားအဲ့ဒါလေတချို့အတွေ့အကြုံရှိတဲ့ညီမလေးတွေအမရယ်ဆိုလို့ရှိရင်ဒီဗီဒီယိုမြင်မှန်ပြီတကယ်အရှိရီးစားမှာတော့မပြတ်နိုင်ပါဘူးသူမှမရှိရင်ငါ့ဘဝကြီးကမပြည့်စုံပါဘူးဆိုလွတ်ချလို့လုံးဝမရဘူးဆိုပြီးမှအတင်းဆော့ကင်ထားတဲ့ main ကလေးတွေနောက်ဆုံးသူတို့လွတ်ချလိုက်တယ်လွတ်ချပြီးတဲ့အချိန်မှာနောက်တယောက်ရသွားတဲ့အချိန်မှာအဲ့နန်းတယောက်ရတဲ့အချိန်လဲကြာလဲကြာငါအဲ့ရှစ်လူကို အရင်လူကိုလွတ်ချလိုက်တာငါမှန်သွားတယ်ငါငါမဟုတ်လို့ရှိရင်ငါမလွတ်တာမလွတ်ချခဲ့လို့ရှိရင်ငါအခုယောက်ျားလေးနဲ့အခုအမျိုးသားလေးနဲ့ငါတွေ့ရမှာမဟုတ်ဘူးငါ့ကိုကောင်းတဲ့အရာတွေပေးဖို့အတွက်ဒီယောက်ျားနဲ့ဝေးကွာဖို့အတွက်ဒီနောက်ထပ်ကောင်းတဲ့ယောက်ျားကို တွေ့ဖို့အတွက်အရင်မကောင်းတဲ့ယောက်ျားကိုကိုငါတို့လွတ်ချခဲ့လိုက်ရတယ်ဆိုတဲ့ဟာမျိုးပေါ်လာတယ်အဲ့ဒါ အဲ့လိုမျိုးအတွေ့အကြုံရှိတဲ့မြမတွေအမတွေမန့်ခဲ့ပေးလိုက်တချို့အဲ့လိုမျိုးအရန်မိန်းကလေးတွေကဒီတယောက်မှချစ်တယ်ဆိုပြီးကိုယ့်အပေါ်မကောင်းတဲ့ယောက်ျားကိုဆုပ်ကိုင်ထားတဲ့မြမလေးတွေကိုမိန်းကလေးတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောပြပြီးတော့မှမိမအချင်းချင်းမိန်းကလေးအချင်းချင်းကိုချင်းစားတဲ့အနေနဲ့ဒါသူတို့ကိုမိုတီဗေးရမယ်အဲ့ဒါဟုတ်လားမဟုတ်လားဆိုတာအတကယ်ဟုတ်တယ်နော်မိန်းကလေးတိုင်းကိုချစ်နေတဲ့သူကိုတော့အရာအလုံးဆုံးရှုံးမခံကြဘူး ဆုံးရှုံးမခံကျင်ကြဘူးအဲ့တော့ဆုံးရှုံးမခံကျင်တဲ့စိတ်ကြောင့်တန်ကြီးခံတန်ကြီးခံတဲ့အတွက်ကြောင့်စိတ်လဲအိုစားတယ်လူလဲအိုစားတယ်ဘယ်အရာမှမပျော်ရှင်ရဘူးသူတို့လွှတ်ချလိုက်ကိုယ့်ပေါ်မကောင်းတဲ့သူကိုလုံးဝလွှတ်ချကြည့်လိုက်လွှတ်ချကြည့်လိုက်လို့ရှိရင်နောက်တယောက်ပေါ်လာလိမ့်မယ်နောက်တယောက်ပေါ်လာလို့ရှိရင်အရာအလုံးကိုယ့်ပေါ်မှာအကောင်းဆုံးဖြစ်လာလိမ့်မယ်ဒီဒါပေမဲ့အဲ့နောက်တယောက်ပေါ်လာလို့ထပ်ပြီးအဲ့နောက်တယောက်ကမကောင်းဆိုလို့ရှိရင်လဲနောက်တယောက်ထက်ရှာကြည့်ဒီလား ကိုကအသက်မကြီးသေးကိုကိုချစ်တဲ့သူကပေါ်နေမှာပဲလေတနေ့မဟုတ်တနေ့တော့ကိုရဲ့ကုသိုလ်ကံနဲ့ကိုရဲ့ကံစားတာကိုရဲ့ပြောမယ်ဆိုလို့ကိုစားတာနဲ့အဆက်မဲ့ဖူးစာရှင်ဆိုတာတနေ့တွေ့လာတဲ့အချိန်ကြလို့ရှိရင်အရာအားလုံးစင်ပြေသွားလိမ့်မယ်ဟိုလူဆိုတာကတယောက်တည်းယူပြီးတယောက်တည်းချစ်တဲ့သူစုချစ်ပြီးတော့မှကံကောင်းတဲ့ဟိုတယောက်တည်းယူတယောက်တည်းနဲ့တွေ့တယောက်တည်းနဲ့ယူသွားပြီးတော့တသက်လုံးပေါင်းဖက်ကြရဲဆိုတဲ့သူကတော့ဒါကဘာမှမကံအကောင်းဆုံးသောလူတွေပေါ့နော် တော်တော်များများကတော့အခြေရင်းမှာကံမကောင်းတဲ့သူတွေကြတော့အများကြီးပဲကိုယ့်ကိုဟိုမကောင်းတဲ့သူတွေနဲ့တွေ့ခဲ့ရပြီးတော့မှနောက်ဆုံးကျမှကိုယ့်ရဲ့ဖူးစာရှင်အမှန်ကိုနှကောင်းနှမြတ်တေကိုယ့်ရဲ့အတိတ်ကဖူးစာရှင်အမှန်ကိုတွန်းပို့ပေးလိုက်တဲ့အချိန်ကျမှကိုကကောင်းကောင်းမွန်မွန်ခံစားရတာအဲ့တော့ဘယ်တော့ပဲနောက်တယောက်တွေ့မကောင်းလားဖြတ်နိုင်အောင်ပဲစ조사ဘာမှအချစ်ဆိုတာအဲ့တယောက်ထင်းနဲ့ပဲပြီးနေမှာမဟုတ်ဘူးနောက်တယောက်ပေါ်လာရင်နောက်တယောက်ကိုလည်းချစ်တယ် နောက်တစ်ယောက်ကိုလည်းချစ်တယ်နောက်တစ်ယောက်နဲ့လည်းပျော်ရွှင်ရမယ်အေးမပျော်ရွှင်ရသေးဘူးကိုယ့်ရဲ့ဖူးစာမမှန်သေးဘူးဆိုရင်တော့ဒီဟာကကွဲအောင်မှာပဲကွဲရဲဆိုလို့ရှိရင်လည်းကိုယ့်ဖူးစာရှင်မတွေ့မချင်းကိုယ့်ပေါ်မှာမကောင်းဘူးလို့ထင်လို့ရှိရင်ကွဲပလိုက်ဘာမှအသေးကွဲရမှာမကြောက်နဲ့ကွဲပြီဆိုလည်းချက်ချင်းရှာချက်ချင်းရှာချက်ချင်းကိုနာမှာချက်ချင်းရှာရဲဆိုတာကိုကအိမ်ထဲမှာပဲမနေနဲ့ကိုကကိုရဲ့တငယ်ချင်းပေါင်းတဲ့ပြောစရာတွေဖန်ပြီးမဲ့သွားမယ်လာမယ်တွေ့လို့ရှိရင်တော့ကိုကို ဟိုယောက်ျားလေးရှိရဲ့နေရာကိုသွားရင်တော့ဒီယောက်ျားလေးရဲ့ဒီ main ကလေးကို တွေ့မှာပဲဒီ main ကလေးရှိရဲ့နေရာကိုသွားရင်လည်းဒီယောက်ျားလေးကဒီ main ကလေးကိုတွေ့ပြီးတော့မှဟိုစိတ်ဝင်စားရဲဆိုကြိုက်ကြမှာပဲလीเนาะအဲ့တော့ကြောင့်ပြောချင်တဲ့စကားကတော့ပြောချင်တဲ့စကားကတော့အသက်ကွက်ရမှာကြောက်လို့ဒီယောက်ျားကိုပဲအရန်ချစ်လွန်းလို့ဆိုတဲ့အတွေးရအဲ့ဒါမှားနေတာတကယ်တမ်းဖြတ်ချိလိုက်ပါ ကိုယ်မကောင်းတဲ့သူကိုလွှတ်ချကြည့်လိုက်လားလွှတ်ချပြီးတော့မှနောက်တစ်ယောက်ရှာလိုက်ပါအဲ့မကောင်းတဲ့သူတို့အချိန်လုံးဝအကုန်မခံနဲ့အသေးကွဲရမှာဆိုးလို့ဆိုပြီးတော့မစွဲထားနဲ့နောက် တယောက်တွေ့သွားတဲ့အချိန်ညာအဲ့အရှိလူကိုမကောင်းခဲ့တဲ့ဟာတွေကိုသူ့တော်ကျေစွတင်ရအောင်မယ်။နေမကောင်းခဲ့လို့ညို့ငါလွတ်ချမိလိုက်တဲ့အတွက်ကြောင့်ငါအယမ်းချစ်တဲ့အခုငါရဲ့အမျိုးသားလေးကိုငါတွေ့ရပြီဆိုပြီးတော့မှကျေစွတွေတည်နေလိမ့်မယ်။အဲ့ဒါလောက်ကြည့်ပါနော်။တော်တော်များများအဲ့လိုမျိုးကြုံမှုတဲ့အမျိုးသမီးတွေမိန်းကလေးတွေလည်းရှိတယ်။ရှိတယ်ဆိုလို့ရှိရင်လည်းမန့်ခဲ့ပြီးပါဟိုတချို့ကိုယ့်ပေါ်မကောင်းတဲ့ချစ်သူကိုမလွတ်ချရဲတဲ့ အမျိုးသမီးလေးတွေအတွက်ငွတီရအောင်လို့မှန်းငယ်ပေးပါရှင်